ချက်တစ်ချက်ကျွန်တော်ဖန်ကပြန်တော့တွဲလုံးနေရသတိထားပဲဗျဒီ OP ကိုရတယ် Oh my god ဒီကစ်နဖိုင်တာတော်တော်များများနီးစနစ်ပိုင်းမှာပွဲချင်နေပေါ်မူတည်ပြီးတော့မှသူဥစ္စာကစ္စတန်အားလည်းကအလုံးအဆုံးတက်မှရမယ်ဗျ။ဘာကြောင့်လဲသူ့အနေနဲ့ KO တစ်ချိန်ပြီးခံထားရတယ်မနော်။အိုးကောင်းတယ်ဖြီလာပြီဗျ။ဘော့ဒကစ်ဒီဆက်တိုက်ကန်ထားတယ်။ Oh my god ကောင်းတယ်။ဖရန်ကစ်ကန်ထားတယ်။ဟိုးဘော်ဒီရှော့ဝင်းထားတယ်။တပတ်ကကောင်းလာလေ။ Oh my god ဟက်ကစ်ကောင်းတယ်ဗျ။ကဲ ြုံထောက်ကန်ချက် Oh my god ဆိုရင်ရတယ်ကပစင်ကမန်ချန်ပီယံစူပါလန်နဲ့စင်ခေါ်ထူတက်ချင်တဲ့ဆိုတဲ့ရှင်ပွဲလုံးဝမရှိလူငယ်တက်တစ်ဆဖိုင်တာဂျင်တူရဲ့ပွဲကဲအလုံးဝမင်္ဂလာပါဗျဒီကနေ့မှာတော့အော်တိုမလာ၄ရက်နေ့အောင်လအန်ဆန်ပါဝင်ရှင်ပင်ထူတက်ခဲ့တဲ့ Wi-Fi night တပ်ပစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာရှင်ပင်ထူတက်သွားခဲ့ကြတဲ့ flight weight muay thai ပွဲစဉ်ဂျန်ပွဲတွေကိုပရိသတ်တွေနဲ့အတူအစအဆုံးလေ့လာကြည့်ရှုတုံးတက်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဦးဆုံးအနေနဲ့မိတ်ဆက်ပေးနေတဲ့ fighter ကတော့ ဥဇ်ဘက်ကစ္စတန်ဖိုင်တာကလူငယ်ဖိုင်တာတို့ဖြစ်ပါလေသူနာမည်ကတော့အစလန်ဂျုံအော်ဒီကောလို့ခေါ်ပါလေအရက်ကတော့၅ပြည်နဲ့၈လမှရှိပါတယ်အသက်ကတော့၂၀နဲ့၂နှစ်ပါဝမ်ချင်မရှိမှာကတော့သူ့အနေနဲ့ယခုချိန်ထိပွဲစဉ်ပေါင်း၉ပွဲ အထိရှင်ပြန်ထူးတက်ထားပြီးတော့၉ပွဲစလုံးကိုလုံးဝရှုံးပွဲမရှိအနိုင်ရယူထားပါလေဒီတခြားတော့ဝမ်ပြင်ပကမွေးထိုင်းပွဲစဉ်တွေပေါင်းလိုက်မယ်ဆိုတော့ယခုချိန်ထိသူ့အနေနဲ့ပွဲစဉ်ပေါင်း၂၀နဲ့၂ပွဲအထိတောင်ရှင်ပြန်ထူးတက်ထားပြီးတော့တပွဲမှရှုံးနေထားခြင်းမရှိသေးပါဘူး good bang ဒါသူနဲ့ရှင်ပင်ထိုးတက်သွားမယ့် fighter ကတော့ဒါပရိသတ်တွေနဲ့အလုံးရင်းနှီးပြီးတော့ fighter တူဖြစ်တဲ့ဒါခွန်ထောအနည်းပဲဖြစ်ပါလေဒီ fighter ကတော့ကျွန်တော်မူထိုင်းပိုင်းမှာဒါတက်ကနဲ့အပိုင်းပြီးပြီဆိုအလဲထိုးနိုင်တဲ့ပေါဝါအပိုင်းကတော်တော်လေးကောင်းတဲ့ fighter တူဖြစ်ပါလေအဲ့တော့ဒီပွဲစဉ်အားဆိုရင်တော့အစောပိုင်းကျွန်တော်တို့မိတ်ဆက်ပြီးခဲ့တဲ့ Uzbekistan Fighter ရဲ့ဒီ1 Championship ဒေါ်လာ3000နဲ့စာချုပ်ရရှိပြီးတော့တဲ့နောက်ပိုင်းပထမအဦးဆုံးအနေနဲ့ရှင်ပြန်ထိုးတက်ခဲ့တဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ် အဲ့တော့ဒီပွဲစဉ်ကပြောမယ်ဆိုတော့ဒါသူ့အတွက်ဒီစာချုပ်ရပြီးနောက်ဒါဆန်းစစ်မှုကြီးတစ်ခုဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်သူအနေနဲ့ဒါဒီပွဲစဉ်မှာဒါဘလူးမျိုးဆွမ်းဆောင်ရည်တွေကိုပြသသွားခဲ့တယ်လေကျွန်တော်ကြည့်ရှုသွားမှာဖြစ်ပါတယ်ထိုင်းဖိုင်တာတော့အနီတောင်းကပါကွန်ထောနီကကွန်ထောနီတော့ဖြစ်သွားပြီတပကဒါဥစဘက်ကစ္စတန်ဖိုင်တာတူဖြစ်တဲ့ဒါအော်တီခော့ကတော့ အပြာနှောင်းကနေရှင်ပြန်ထုတ်တက်သွားမှာဖြစ်ပါလေ။ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်ပွဲစဉ်လေးကိုစလိုက်အောင်ဗျာ။အဲ့ဖိုက်တန်အူစလုံးရဲ့အရက်မောင်းတော့တိတ်တော့မကွာအောင်ဗျာ။အဲ့တော့ဒီမတန်းလေးအရာတော့ဒါ optic ကငါးပြီး၈လက်မှရှိတယ်ပေါ့နော်ခွန်ထောနေရငါးပြီး၆ဆိုပေါ်ပြထားတယ်ပေါ့နော်အခုအနေထားကျွန်တော်ကြည့်လိုက်မယ်ဆိုဒီဝေဒူလောက်ဖြစ်နေတာမတွေ့ရဘူးနော် Okay တွန်းလိုက်အောင်ပါကျွန်တော်ပွဲစဉ်အဓိက ော့တစ်ကောကတော့သူကစားပုံရတော့တတိငင်းနေအရှောင်းတိန်ပုံစံမျိုးကစားနေဖူအခြေခံနေလို့ပြောလို့ရတယ်ဗျာအထိုင်းဖိုင်တာကွန်ထရောနီးကတော့သူကဖူအတိတ်မကစားဘူးဒီလမ်းလျှောက်ကျွန်တော်စတန်ရှင်ပင်ထူးတက်တဲ့အနေအထားမျိုးတွေ့ရတယ်ဗောနော်တော်တော်ဦးကျွန်တော်လုကစ်ဒီနဲ့လောက်ပဲဒါအကင်းဆန်းထားတာမျိုးတွေ့ရတယ်ဗျာ ကောင်းတဲ့အကက်မခံဘူး။တွဲလုံးတွေပြစ်ကျွေးထားတယ်၊လူကီတွေဝင်ထားတယ်ဗျ။အဲ့တော့ Optico ကတော့ဒါလူငယ်တက်တက်ဆဖိုင်တာတူပီပီပေါ့နော်။ဒါ One Championship မှာလဲလုံးဝဒါရှုံးပွဲလည်းမရှိထားဘူး။ရလက်ကောင်းတွေကျွန်တော်ပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်ဒီဖိုင်တာကဝမ်းမှာကျွန်တော်အလားအလာအရှိဆုံးလူငယ်ဖိုင်တာတွေထဲကတအူးလို့ပြောလို့ရတယ်။ဟက်ကက်ကောင်းနေပြန်။ ဒါသူ့အနေနဲ့ပြည်သက်တွေအားလုံးတိကျတဲ့အတိုင်းပဲပေါ့နော်။ဒါမှချန်တီးခင်တုံးမှဆိုရင်တော့ဒါကိပောင်စင်ကပတ်ချမင်းတူဖြစ်တဲ့စူပါလက်ကိုတောင်စင်ခေါ်ထားတယ်ပေါ့နော်။တကယ်လို့ဒါစူပါလက်အနေနဲ့ဝေးချနိုင်မယ်ဆိုရင်တော့ဒါစူပါလက်နဲ့ဒါထုံးတဲ့ချင်းချောင်းသူ့အနေနဲ့ဒါပုတ်ကူကြီးအမုန်းတိမပါဘဲနဲ့ဒါရှင်ပြန်ထုံးတဲ့ချင်းချောင်းပြောဆိုထားတယ်ပေါ့နော်။ကဲကွန်တော်နီဟက်ကကန်ဟာနေ။အိုးဟက်ကပြန်ကန်သွားတယ်။ကောင်းတယ်ဗျာ။ တပကဘီလဟုပြန်ပြီးဝင်လာတယ်။အဲတော့ခွန်ထောင်းနီကိုလည်းတတိထားမယ်ဗျာ။ तू ကဒီဘယ်လက်တော်တော်လေးပြင်းနေမှာနော်။အဲ तू ကတစ်ချက်တစ်ချက်ကျွန်တော်ဒီအလဲကြမိုင်လောက်တဲ့လက်တီမျိုးတွေတုံးလာပြီးတွေ့ရတယ်။ Antico ကတော့ဒီ Franke ကျွန်တော်အဓိကကန်နာမျိုးလေးကျွန်တော်မြင်တွေ့ခဲ့ရတယ်။ခွန်ထောင်းနီကတော့ Franke တိတ်မတုံးမြအကြီးရတဲ့နေထားလို့ဆိုရင် န်ကက်ပြန်တုံးထားတယ်။အိုးလက်ခုစိုးရင်ရတယ်။အရင်တော့ဖိပြီးတော့မထိုးသေးပြ။တတိကြီးတယ်။ကေဘော်ရီကလေးကန်ဟာနေတွေ့ရတယ်။အော်ဒီကောနေနဲ့။ဟာကေညာချီရောဘယ်ချီရောရတယ်ဗျာသူ့ရဲ့အနေထားကရှောင်းတင်းကောင်းတယ်။ကဲဘာမှချီပြီးတော့ရပဲဗျာ။ဘာမှချီအနေထားရတော့ကျွန်တော်ရင်မြင်ရအောင် ဟွန်တီကိုကတာလဲလို့ပြောမှာပြထင်းချက်ပိုင်းမှာဟွန်တိုနီယာတာတစ်ချက်ကောင်းပုံစံမျိုးဝင်နေပေါ့နော်ကျွန်ကြည့်ရမယ်ပြဒုတိယချိန်မှာဘယ်လိုလာမလဲကဲဥဇဘက်ကစ္စတန်ဘော်ရီကီရီဝင်းမီလိုမာကျွန်တော်အဝင်ထွက်မမှန်လေးနဲ့ဖူဝော့အခြေခံပြီးကစားနေတာမျိုးတွေ့ရတယ်ပေါ့နော်လူကေဝင်ထားတယ်ပြန်လန်းဒါပြီးလူကေဟို1 2ဝင်ထားတယ် ကောင်းအောင်သတိထားရဗျဒီအော်တီကော့ကဒီကကျွန်တော်အမြင်ရဆိုတော့တောင်းလင်မြမှုကစကားပြောတော့မယ်ဗျအော်တီကော့ကအဝင်ထွက်မြန်တယ်ချီကန်ချက်တွေလည်းမြန်တယ်ဗောနော်အရှောင်းတင်းနဲ့ကစားတော့မစိုးတဖက်ကဂျွန်ဘီလက်ဟုဂျွန်ဒက်ဖန့်လောက်ထားလဲကောင်းတယ်ဟမ်မူမန်ကစားလေကျွန်တော်မြင်တွေ့ရတယ်ဗောနော body အရင်းနှွမ်းတော့အရင်ကြီးတော့မပါဘူး1 2 ပြန်ပေါ်ဒီကိဝင်ထားတဲ့ခွန်တော်နီးတွဲလုံးတွေကတတိထားပဲဗျဒီအော်ပီကောလေ Oh my god ဂျုံမာကိုမြင်လာပါတယ်ဆိုတဲ့ fighter ကိုဂျုံလုံးဝမထင်မှတ်ထားဗျအမတ်စင်ရီထွက်ခင်ရတယ်ဂျုံလုံးဝကိုကြောက်တော့ထိုးလိုက်တယ်ဗောနော်ဖရန်ကီလီကန်ဟာရဲ ခြေကန်အဆကျွန်တော်အဝင်ထွက်ကိုရှောင်မိကစားတယ်မလို့ကျွန်တော်ဒီနောက်ပိုင်းဒီ1 championship မှာဒီနောက်ပိုင်းမဟုတ်ပါဘူးကျွန်တော်ဒီ1 championship မှာရှင်ပြိုင်ထိုးတက်နေတဲ့ Uzbekistan fighter တော်တော်များများနီးစနစ်ပိုင်းမှာကောင်းကြတယ်ဗျကျိုးဝီတိုင်းဖိုင်တောင်းချီဖမ်းမီလုံးအောင်ပြန်ပြီးတော့မှဒါတောက်ဖြုတ်ပြီးလိုက်တယ်ဗောနော် ိတ်နဲ့ကစားမိ။အိုးအိုးလက်ခုရိုက်ခုအိုးမိုက်ဂေါ်ကောင်းလေဗျာဂျုံထူးချက်တွေကလည်းလုံးဝမထင်မှတ်ထားရအောင်ဗျ။ကန်ထားတယ်ကောင်းနေဗျာ။လင်းမြန်တွက်လက်မှုကတော့တကယ်ကျွန်တော်တို့ဒါအပွဲအချိန်တွေပေါ်မူတည်ပြီးတော့မှကစားသွားတာမျိုးကတော့တော်တော်လေးကောင်းနေ။ကဲဟိုချီကန်တော့လည်းကောင်းနေဗျာ။ ောင်းတယ်ထိုးချက်တွေဝင်ပြီးတော့မှကျွန်တော်ကောင်တာလေးရှောင်နေဗျအိုးကောင်းတယ်လက်ခုအရှောင်သိန်းကစားတာတော်တော်လေးမဆိုးဗျအဲ့တော့ခွန်ထောင်းနီးရဲ့ကစားပုံဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်မြန်မာဖိုက်တာနဲ့နည်းနည်းသွားဆင်နေပေါ့နော်ဒီတဲထိုးရှင်ထိုးမဲ့ပုံစံမျိုးအရှောင်သိန်းတိတ်မရှိဘူးအားရပါရကိုကန်ချင်တယ်ထိုးချင်တယ်ပုံစံမျိုးပေါ့နော်တစ်ဖက်က ဒီဥဇဘက်ကစ္စတန်ကလည်းကောင်တာတော်တော်လေးကောင်းတယ်တွဲလုံးတွေကျွန်တော်ကက်လာမယ်ဆိုတာနဲ့ကန်ထုတ်တာလေးတွဲလုံးတွေဝင်တာတော်တော်လေးမိုက်တယ်ဗျ Okay round 2ပြီးတော့ပြီအဲ့တော့နချီစလုံးမှာကျွန်တော်ရဲ့အမြင်အရဆိုတော့ဒါဥဇဘက်ကစ္စတန်ဖိုင်တာတာတယ် Okay final round ရအရန်ကိုရေးကြည့်တဲ့အချိန်ရောက်လာပါပြီခွန်ထောင်းနီးနေတဲ့ဒါအလုံးအဆုံးတက်မှတ်ရမယ်ဗျဘာကြောင့်လဲသူ့အနေနဲ့ KO တစ်ချိန်ပြီးခံထားရတယ်မနော်အိုးကောင်းတယ်ဖိလာပြီဗျဘော်ကစ်ကစက်တိုက်ကန်ဟာလေ Oh my god ကောင်းတယ်အဲ့လိုပဲဖြစ်ရမယ်ကျွန်တော် Time Fighter တွေကိုချီဖမ်းမိတော့တော့ဖြုတ်သွားတော့တော်တော်လေးမိုက်တယ်သဘောကျတယ်ဗျ1 2 win ထားတယ်တွန်းထုတ်တယ်ကောင်းတယ် Frankie ကန်ထားတယ်ဟို body shot win ထားတယ်တပတ်ကကောင်းတာလဲ Oh my god hacket ကောင်းတယ်ဗျာဂျီယုံလုံးဝမထင်မှတ်ထားဗျာဒီ chicken chat တော်တော်လေးကိုမြင်နေအဲ့တော့ခွန်ထောင်းအနီးကဒါ chicken လိုက်တဲ့အချိန်မှာဒါဖမ်းလိုက်တယ်ဗောနော် အဲ့တော့မမမဖမ်းတင်ပြန်ရှိမှလဲကျွန်တော်ဖမ်းတယ်။နှစ်ဦးစလုံးကတော့ဖမ်းတယ်ပေါ့ဒါပေမဲ့အကြိုက်ကြီးမဖမ်းရအောင်ပြ။ဘော်ရီကေကန်ထားတယ်။ဒါဒီကန်လေအိုးလက်ခုဝင်နေချင်မကောင်းတာဘိုးဘဲချီမြင့်ကန်ချက်ကောင်းတယ်ဗျာကျုံလိုကေကန်ထားတယ်။စိုးရင်ရတယ်အနီးကကျွန်တော်တောင်ရဲချက်တွေထိခံထားရတယ်ဗျ။ဟော်တီကော့အနေနဲ့လဲဘော်ရီကေ လခုရိုက်ခူညာချက်လေးတွေကောင်းနေပြန်ဖရန်ကင်ဂျုံထောက်ကန်ချက် Oh my god ဆိုရင်ရတယ်ဟိုထိသွားသလားမသိပြဟိုမထိပြမထိမထိဘူးတော်ဒီရအမတ်စီရည်တွက်ခင်ရပြီလို့တော့ထင်ထားတာပေါ့နော်ဒါကျွန်တော်ဒီလက်ကိုတော့ထိလာနေပြန်ဗျာ။ဒါအချိန်နဲ့ကြာတော့တာပေါ့နော်။ဟက်ကက်ကောင်းနေ ဘယ်ဟောညာဟောကျွန်တော်အမြင့်ကန်ချက်ကန်တော့တော်တော်လေးကောင်းလေဗျ။ဟိုလက်ခုလိုက်ခု။ Oh my god ဂျုံထပ်ပြီးတော့မှကန်ထားလား။ control နီးကောင်းတာလေးကောင်းနေမြ။ body kit ဒီဒီတော်တော်မိုက်တယ် control နီး။ Oh uppercut ။လိုကေဝင်ထားတယ် control နီး body kit တော်တော်လေးအပါတယ်။ Okay now so much သူကွန်တောနီးနေတဲ့အခွင့်အရေးကိုမိမိရအသုံးချနိုင်မလားကျွန်တော်ကြည့်ရမယ်ပေါ့နော်သူအနေနဲ့လုံးဝကိုဒါနော့ဒေါင်းတစ်ချိန်ရမှကိုရမယ်ပေါ့နော်ဖိထိုးရမယ်အနေထားမျိုးရှိတယ်တရောင်ရဲ့ချက်ဝင်ထားတဲ့အရှောင်းတိန်ကြီးကစားတာကျွန်တော်ခလစ်ရှမာတော့မှတော်တော်လေးဒရစ်ကြီးတာမျိုးတွေ့ရတယ်ဗျာကွန်တောနီးဖရန်ကစ်ကန်ထားတယ်တက်လုံးတော့နည်းနည်းတော့ကျနေတယ်ကောင်းတယ်ဘော်ဒီကက်ဟုတ်တိကောကျွန်တော်တို့ ခေသူတော့မဟုတ်ဗျာသွားတော့ဆော့လို့မရဘူးကစားပုံကလုံးဝကို safety fat ဖြစ်နေတယ်ပေါ့နော်နေထားကခြေကံမလားကျွန်တော်ဘယ်မြင့်ညာမြင့်လက်တီးရလဲကျွန်တော်ကောင်းလိုက်တော်တော်လေးကိုမြင်တယ်ပေါ့နော်ကဲဖင်ကြီးကိုပိတ်ကန်တဲ့ပုံစံမျိုးတော့ဖြစ်တော့မယ်ပညာချက်ဟိုတီကော့နေနဲ့ဝင်ထားတယ်ဝိုးဆိုးရင်ရတယ်ဒါပညာချက်ဝင်ထားတယ်တိတ်တော့အကက်မခံမြတ် ကဲပြီးတော့ပါပြီကောင်းတယ်ဗျာဘွေးစင်ကတော့အဓိကကတော့ကျွန်တော်အရင်ကြီးဒီကျင်းနာမျိုးလို့ဆိုလို့မရပါဘူးမြင်ဒီအော်တီကော့ရဲ့ဒီကစားပုံကတကယ့်ကိုကျွန်တော်ဒီဘွေးစင်မှာလူလေးစိတ်တိတ်မရှိဘူးလို့တော့ကျွန်တော်ပြောလို့ရတယ်ဗောနော်ဒီသူ့ရဲ့ဒီဘွေးချင်းကတော့နဲ့ပုံစံထုတ်တက်ပုံစတိုင်တွေရဆတာပညာနာတော်တော်လေးကိုပါတယ် အဲ့တော့နီးစနစ်ပိုင်းကတော့ကျွန်တော်ထင်ရတော့ဒီတပ်လူတွေထဲမှာပေါ့အူဇဘက်ကစ္စန်ဖိုင်တာတွေထဲမှာဒီဖိုင်တာကကျွန်တော်တို့တော်တော်လေးကောင်းတဲ့ဖိုင်တာတအုပ်ထဲပါတယ်လို့တော့ကျွန်တော်ပြောရမယ်ဗျဒီဖိုင်တာတိုင်းကိုလည်းဒီဖိုင်တာသူ့ရဲ့ပွဲစဉ်ကျွန်တော်ကြည့်ခဲ့ဘူးတယ်ပေါ့နော်။ဒါလုံးဝကို respect ရှိတယ်။ပြန်ဖက်ကူကျွန်တော်လေးစားမှုအပြည့်ရှိတတ်တဲ့ဖိုင်တာပေါ့နော်။ Okay ။အဲ့တော့ဒီဖိုင်တာတော့ပြည့်တက်တွေမှတ်မိကြမယ်ပေါ့နော်။သူ့ရဲ့ဒီတမိုင်းအကြောင်းကျွန်တော် ကြီးတဲ့အချိန်မှာဒါသူ့အနေနဲ့ဒီဖိုင်တောင်ဘွားဒီလမ်းလျှောက်ဖို့အတွက်ပေါ့နော်သူ့ကိုကသူ့နိုင်ငံမှာရှိခဲ့ဒီကားတစီးကိုရောင်းပြီးမှသူ့ကိုဒီဘန်ကောက်မြို့ကိုကျွန်တော်တို့ဖိုင်တောင်ဘွားတက်လမ်းဖို့အတွက်ကျွန်တော်ပို့ဆောင်ပေးခဲ့တယ်ပေါ့နော်တကယ်ဒီအကူဖြစ်တဲ့သူရဲ့ကူညီမှုနဲ့သူသူ့အနေနဲ့လည်းဒါပွဲပြီးသွားတဲ့အချိန်မှာပေါ့နော်ဒါသူဒီလိုမျိုးရှောက်လန်းနိုင်နိုင်တာကသူ့အကူရဲ့ ဒီဂျေဇူးပါတယ်ဆိုတဲ့အကြောင်းကိုတော့သူ့ကိုလည်းသူ့အနေနဲ့အပြင်ပြီးတော့မှဂျေဇူးတုံ့ပြန်သွားခင်တာလေးကျွန်တော်တွေ့ခင်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တုံးချီစလုံးကိုဒါသွားပြီးတော့မှချိလိုက်မယ်ဆိုတော့ကျွန်တော်အချိန်တိုင်းလိုလူကဒီဥစရကစ္စတန်ဖိုင်တာကလာတာခဲ့တယ်ပေါ့နော်အဲ့တော့ဝမ်မာတော့ဒီဖိုင်တာကဒီချန်ပီယံထိထိုးပေါက်နိုင်တဲ့ဖိုင်တာတူလို့တော့ကျွန်တော်ပြောလို့ရတယ်တကယ်ကို သူ champion ခပ်ပတ်တော်မျိုးမန်းထားလို့ရတဲ့ fighter ဖြစ်တယ်ပေါ့နော်အဲ့တော့ပရိသတ်တွေအနေနဲ့တော့ဘလို့မြင်ထားလဲလို့မသိပြကျွန်တော်အနေနဲ့ဒီ fighter ကိုစောင့်ကြည့်တွန်းတင်တယ်တကယ်ကိုအရေးချင်းရှိတဲ့ fighter ကောင်းတူဦးဖြစ်တယ်ဗျသာသူစီကနေသူ့ရဲ့ကစားပုံကနေကျွန်တော်တည်ယူလို့ရတဲ့အပိုင်းတွေအများကြီးရှိတယ်ပေါ့နော်။ Okay အဲ့တော့ကျွန်တော်ဒီကနေ့မှာတော့ဒါပရိသတ်တူနဲ့တူပေါ့နော်။ဒါမူထိုင်းပွဲစဉ်ပေါင်းကျွန်တော်လုံးဝရှုံးဝဲမရှိထားသေးဘူးပေါ့နော်။ဒါ22ပွဲ ်သူတထားခဲ့တဲ့ဖိုင်တာနဲ့ဒါထိုင်းကကျွန်တော်ခုန်ထောင်းနီးပါတော့ထိုင်းမှာဆိုတော့နာမည်ရှိပြီးတော့ဖိုင်တာတူဖြစ်နေတာထိုင်းဖိုင်တာနဲ့ရှင်မဲသူတတွားခဲ့တဲ့ပွဲစဉ်လေးကိုပရိသတ်တွေနဲ့သူကစဆုံးကျွန်တော်ကြည့်ရှုတင်ဆက်ပြီးတွားခဲ့တာပဲဖြစ်ပါလေအဆုံးအထိကြည့်ရှုအားပေးနေကြတဲ့ပရိသတ်သူတယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါလေကျွန်တော်လာမယ့်နေ့ဒီမှာလည်းဒီတခြားတော့စိတ်ဝင်စားစရာအပွဲပြီးတုံးတစ်ချက်တွေကျွန်တော်တရင်အကြောင်းအရာလေးကျွန်တော် ဒီပွဲကောင်းလေးတွေကိုကျွန်တော်တုံ့တက်တင်ဆက်ပြီးသွားပြီးရှိပါတယ်။ဒီတွေ့ကြုံတာဆောင်းရင်ကြည့်ရှုအားပေးဖို့ဒီကနေ့အားလုံးကိုခင်ခေါ်လိုက်ချင်ပါတယ်။ကျွန်တော်တို့ဆီစဉ်တင်ဆက်သူဂျိုဆာဖစ်ဖြစ်ပါတယ်။အားလုံးပဲတာယာပြိုရှင်နဲ့ဘဝလီကိုပိုင်ဆိုင်နိုင်ကြပါစေ။